မချင်းရဲ့ရောက်မတဲ့ချင်းကိုအစိုးရဒေါ်ဖြူတီဆွေးထားတာပါမကောင်းမြစ်တာလို့စဆိုထားပါတယ်မကောင်းမြစ်တာဆိုတာမှားပါတယ်တချို့ကဆရန်ထိုးတဲ့နေရာမှာတော့မှတဝေထိုးမှတာဝန်မှုနှလုံးဆင်ပြီးတော့မြစ်တာလို့လုံးလိုက်ပါသေးတယ်အဲ့ဒါဆိုရင်တော့တော်တော်ကြီးကိုလွှဲသွားပါပြီတကယ်အမှန်ကမူလာတဲ့ကလေးကကျွန်တော်တို့ရွတ်ဆိုခဲ့ကြရတဲ့မကောင်းမြစ်တာ ကောင်းရညွန်လက်အတက်တင်စီပေးဝေနီးရင်ထိမြခြင်းလေဝင်ငားအင်ဖခင်မေတို့တာဆိုတဲ့အလင်္ကာလေးမှာပါတဲ့မကောင်းမြစ်ထာကိုပြောတာပါထပ်စနေရေးချထားပါမကောင်းမြစ်ထာကောင်းရညွန်မလေးမိဒီနေ့ဝိရှိဆိုတာကအမှန်ပါလေမကောင်းမြစ်ထာဖြစ်ရမှာပါ အမကမြစ်ထာဆိုတဲ့ထက်စင်သူရေးချထားကိုနားမလဲကြလို့မကောင်းမြစ်တာလို့မကောင်းမြစ်တာလို့ဆိုပြီးတော့တော်တော်များများမှားရေကုန်ကြတာပါတကယ်တော့မြစ်ထာဆိုတာတားမြစ်တာပါပဲထာဆိုတာတားတဲ့အတိတ်ပဲပါဒါနဲ့နီးစပ်တဲ့စကားလုံးလေးကိုပို့ပြီးတော့ရှင်းပါအောင်ပြောရမယ်ဆိုလို့ရှိရင်ရှေ့တုန်းကဒါဆိုတဲ့ ကလုံးကိုစလုံးပေါင်းတဲ့အခါမှာထသင်သူရေးချာဝိဆန္ဒလုံးပေါင်းထားလို့စလုံးပေါင်းပါတယ်အဲ့ဒါကမူလရင်းမြစ်အစ်စ်မှန်ပါအဲ့ဒီထားရဲ့ရင်းမြစ်အတိတ်ပဲဟာတားမြစ်တော်ပါပဲထားဆိုတာတားတာတားမြစ်တာကိုပြောတာပါမကောင်းမြစ်ထားအကြောင်းကိုတီချာစောင်းပါတပုံနဲ့အကျေတဝင်းရှင်းပြထားပါတယ်လင်္ကာပလေဗန် Facebook မှာဖတ်နိုင်ပါတယ်မကောင်းမြစ်ချာ ကောင်းရာညွန်မာရေမိကြီးနှဝင်းညင်ညာတန်ချူလောင်း၍တန်ပြားကြောက်ဆောင်ကျူတော်မှရောင်းမှုတရရှင်ကိုသမီး ောက်တွေနဝဉ္ဇဉ်ယောတချူလောင်းရင်တံပြားကြောက်ဆောင်ကြိုတော်ပြောင်းဤတဲ့အတန်ချူချူသာသာနဲ့ပြောရင်တံပြားလိုကြောက်ဆောင်လိုမာရီကြောရီရှိတဲ့အရာတွေတောင်မှမိဖို့ပေါ်တင်ပြီးတော့ ကြိုလိုက်တယ်လို့ပျော့ပြောင်းသွားနိုင်ပါတယ်တဲ့ဗျာကိုသမီးကိုစင်စီမြင်းရန်ရွှေဘုံမော်စန္ဒာကိုမြင်ချင်ပါတယ်တဲ့ဆရာကြီးဟာဒီနေရာထိစကပုံးတွေကိုပဲစင်ငါစင်ငါတုံးပြီးတော့ရေးဖွဲ့တီးကုန်းသွားပါတယ်မိခင်တိုင်းကကိုသမီးကိုငယ်သေးတယ်လို့ထင်ပြီးအရေးတကြီးကြီးလုံနေတတ်တယ်လို့သူကဆိုပါတယ်သူသမီးကဘယ်ရွယ်မုံများပါလိမ့်နော် မုံအပေါ်ခင်မင်းချင်းနာတနာစရာမြစ်တန်ဤကံသွေလန်းထောက်ပြယောက်ျားတော်တော်မမြင်ပြ ယောက်ျားတစ်ပါးမမြင်တဲ့ကြည့်လက်တိတ်သေးတဲ့အဖွဲ့အနှံပါတွေ့တယ်ဆိုတာကတွားနေတဲ့လမ်းပေါ်ကနေပြီးတော့ဘေးကိုချော်သွားတာပါချစ်နေတဲ့နေရာကနေပြီးတော့မချစ်တော့တာမျိုးကိုတွေးလို့ဒီနေရာမှာတုံထားတာပါတွေးဖြစ်ရဲဆိုတဲ့စကားနဲ့အတူတူပါလှမ်းတယ်ဆိုတာကပြောင်းပြန်ဖြစ်အောင်လုပ်တာပါချစ်ရာကနေမုန်းတာကိုပြောတာပါဖောက်ဆိုတာကဖောက်ပြန်တာကိုပြောတာပါ မိဆိုရင်ပူတယ်ရေခဲဆိုရင်အေးတယ်ကြောင်တယ်ခွေးဆိုရင်မတည့်ဘူးအဲ့ဒါမျိုးတွေဟာဖြစ်မြဲဓမ္မတာပါအဲ့ဒါလိုဖြစ်မြဲဓမ္မတာအတိုင်းမဟုတ်ဖ ೇನೆ ဆန့်ကျင်ပြီးတော့ဖြစ်လို့ရှိရင်ဖောက်ပြန်တယ်လို့ခေါ်ရတယ်ကြောင်တယ်ခွေးနဲ့တကယ်လို့ချစ်ခင်နေကြတယ်ဆိုရင်အဲ့ဒါဖောက်ပြန်တာပါပဲဖောက်ပြန်တယ်ဆိုလို့ရှိရင်အခုခေတ်မှာမကောင်းတဲ့အဓိပ္ပာယ်လို့လူအများကနားလည်ကြပြီမဲ့ဘူရင်းအနက်ကတော့ကောင်းတာရောမကောင်းတာရော ဓမ္မရာနဲ့ဆန့်ကျင်ပြီးတော့ဖြစ်ပြလို့ရှိရင်ဖောက်ပြန်တယ်လို့ခေါ်တာပါ တွေးလန်ဖောက်ပြားမှာနောက်ဆုံးကပြားကတော့စိတ်အထွေထွေအပြားပြားဖြစ်တာကိုပြောတာပါမောင်းအပေါ်မှာတွေးလန်ဖောက်ပြားပြီးတော့တပားယောက်ျားကိုမမြင်မိပါဘူးတဲ့တွေးလန်ဖောက်ပြားယောက်ျားတပားမမြင်ဟာကြစ်လက်ပြီးတော့အလေးပဲကျယ်ဝင်းပါတယ်စကလုံးအုံလုံးကလည်းလှပပါပါတယ်ဒါပေမဲ့စောက်မောင်းကိုကိုလူရဲ့ ်အမေကငယ်သေးတယ်လို့ပြောနေတယ်တဲ့ထပ်ပြောရမှာပဲဘဲရွယ်မှုများလည်းမသိဘူးเนาะလိန်မာတဲ့တမိကျော်အလှတစင်းလို့ဆိုထားပါရင်ねရောက်မှ မစီးပြရစီနေတဲ့ငါတမိလေးတော်လာတော်လာလဲရောက်မှမျက်စိထွက်တယ်ဆိုတဲ့စကားလုံးကိုဒီနေရာမှာထည့်သွင်းထားတာပါငါတမိလေးလိန်မာတယ်လို့လူကြားသူကြားမှာဂုံတင်ပြောဆိုနေကမှာတမိက မတော်တရော်ထမင်းခုတဲ့ရောက်မှကို

တိုင်ငယ်နှက်စားကိုနှခေါင်းကနှက်ကိုပြန်စားတဲ့တကယ်ကလေးလေးအရွယ်လို့ထင်နေတာပါလေဗျာဘလောက်များငယ်တယ်လည်းမသိဘူးเนาะဘယ်ရွယ်ဆိုတာကိုဆရာကြီးကအခုအချိန်ထိတဲလွန်စာမပေးသေးတော့မှတ်လို့မရသေးပါဘူး ရုပ်ရှင်မှာတစ်ခါတစ်ခါကစတက်မင်းသားတွေခေစားခဲ့ဘူးပါလေစတက်မင်းသားချစ်ရွှေကြီးဆိုရယ်ဒိုင်မင်ထိုးတွေတစ်ပင်တပင်မော်ကနေတပင်ခုံကူးတာတွေမှာနာမည်ကြီးပေါ့ကျော်ဆွေတို့ခရုမေတို့ဆိုလို့ရှိရင်လည်းမြစ်စီနာမည်ကြီးပေါ့ဗျာအဲ့ဒီစတက်မင်းသားတွေလိုဒိုင်မင်ထိုးတာတွေကားနဲ့ခိုးပြတာတွေအထိလုတ်ဖို့မလိုပါဘူးတဲ့ကျမတို့အရွယ်ဟာငယ်တော့တဲ့အရွယ်မဟုတ်ပါဘူးဆိုတာကိုအမေသဘောပေါက်အောင် နှုနဲ့ပြောဆိုဖို့သာလိုပါတယ်တဲ့နှုရဲဆိုတာနှုအောင်လုပ်တာပါပဲကိုရေစိန်နှုရဲဆိုရဲနှုလက်ကိုရေစိန်ထားလို့နှုရဲနှုပါပျော်ပြောင်းသွားအောင်လုပ်တယ်ဆိုရဲသဘောကိုဆွလို့တာပါအသားဟင်းကိုနှုအောင်နှုရဲနှက်တယ်ဆိုတာလည်းလေသဘောချင်းတူပါတယ်ဗျာကဲတကယ်လို့များအမေကိုနှုလို့နှက်လို့များ မရဘူးဆိုရင်တော့ဘယ်လိုများလုပ်ရပါဟောလာပါပြီဗျာဆရာကြီးရဲ့ master piece လို့ခေါ်ရမယ်အကောင်းဆုံးလက်ရာသူတင်ကေတာသူအမတ်သားအေးဖွဲ့လာပါပြီဂျာမနီတွေအယူအမနာဦးစီချင်းအာနာရှင်ကြီးချလာကယူရဲ့သူတွေရေဆုံးကဖဲလို့လက်စနေကြတဲ့အလူပြေဖို့ဟိုရွှေစုံမောင်းနေတဲ့ ာမနီနိုင်ငံမှာအာနာရှင်ဟစ်တလာကအပြိုလူပြိုတွေကိုအရွယ်မလင့်ခင်အရွယ်မနှောင်းခင်အိမ်တော်ပြုခိုင်းနေပါတဲ့အဲ့ဒါကြောင့်ဂျာမနီရွှေ့နေရအောင်လို့ခက်တီတီနဲ့ဟာတာနှောပြီးတော့ပြောထားပါတယ်ဆရာကြီးကခင်မိပါတယ်အဲ့ဒီခေတ္တကသတင်းစာတွေထဲမှာပါတဲ့နာဇီဝါဒကိုသူတို့ချင်းမှာအံဝင်ခွင်ကြထဲ့သုံးသွားတာပါအာနာရှင်ဟစ်တလာကသူ့ကို လူထောက်ခံမှုရအောင်မျိုးချစ်ဝါဒနဲ့လူတွေကိုမှိုင်းတိုက်စီးအောင်ပါတယ် လူမျိုးရေးဘာသာရေးဆိုတာလူတွေကိုနားယောင်အောင်မိုက်တိုက်ဖို့အကောင်းဆုံးမီးဆိုတာဟစ်တလာကောင်းကောင်းသိပါတယ်အဲ့ဒါကြောင့်ကမ္ဘာပေါ်မှာရှိတဲ့လူမျိုးအလုံးထဲမှာပရရှားလူမျိုးကအတော်ဆုံးအမျက်ဆုံးလို့ဝါဒဖြန့်ချိပါတယ်ကမ္ဘာပေါ်မှာပရရှားလူမျိုးတွေများများတိုးပွားလာဖို့အတွက်ယောက်ျားမိန်းမတွေဟာအမျိုးကြီးလူမျိုးကြီးတွေမလို့ဖြစ်နေအိမ်အောင်ပြုတ်ကြဖို့သူကတိုက်တွန်းပါတယ်အဲ့ဒီတော့မြန်မာပြည်မှာ ိတ်ဟန်မကြလို့ရှိရင်ဂျာမနီသွားရအောင်လို့သူ့ဤစားကိုကလိထားတာပါသူပြောတာလေဟုတ်မှာပဲရှင်ဟိုးကြီးချစ်စရာလုံးကစားပြီးပြည့်တဲ့မိခွေးကလေးတောင်မင်းလင်းနေပြီကလေးနရာစင်သူတို့ရည်စားဖြစ်ခါကြတော့ကစာပေးစာယူလုပ်ပြီးတဲ့မိခွေးဆိုတဲ့ကလေးလေးတောင်မှအခုလင်းနဲ့လိုက်ပြီလို့ คลี2ดาสินแล้วจะနေပြီแกอ๋อถ้าဆိုရင်อเมก็เงยသေးတယ်လို့ပြောနေတယ်အပြူကြီးဟာအ ਨੇ ဆုံးတော့အသက်အစိတ်30လောက်ရှိပြီပေါ့ဆရာကြီးအဝဇန်တော်တော်ရှင်းလာပါပြီဆက်နာထောင်ကြည့်ပါဦးမြုံမင်းကြီး င်သားကညောင်မင်းကြီးကလည်းသူတို့အိမ်အောင်ကြရင်တားစုပေးဖို့ဆိုပြီးတော့စောင့်နေလိုက်တာစောင့်ရဲစောင့်ရဲနဲ့ညောင်မင်းကြီးတဖြည်းဖြည်းကြီးလာလိုက်တာအစိုးနှစ်ပတ်လောက်တော့ရှိနေပါပြီရဲ့ညောင်မင်းကြီးပင်စီတုတ်လာတာကိုပြောတာပါတားစုပေးမဲ့ရုပ်ကစိုးလည်းအလုံးလက်မဲ့ဖြစ်နေတော့အိတ်နိုင်နေပြီရဲ့ဗျနိုင်နေလုံးငိန်နေလုံးလို့သူ့တကောလုံးမှာပင့်ကူမေးတွေတောင်ဖုံပြီးတော့ဖုံနေတောင် တက်နေပါပြီရဲ့ဗျာဒီတစ်ချက်ရဲ့နာမည်ကရောက်မှာပါတဝေထုရပ်ပလက်ရေးချာကတ်တက်နဲ့ပေါက်ပါတယ်ဒါပေမဲ့အတန်ထွက်ရဲ့ရောက်မှာလို့အများကထွက်ကြတော့လူတော်တော်များများဟာရောက်မှာလို့အမှားပြီးတော့စလုံးပေါင်းမိတတ်ပါတယ်ဘာလို့ရောက်မှာလို့ရေးထားတာကိုလူတွေကရောက်မှာလို့အတန်ထွက်ကြတာလဲဆိုတာစဉ်းစားစရာပါဘာကြောင့်လဲဆိုတော့သိရလားဗျတကယ်တော့အဲ့ဒါကအကြောင်းရှိပါတယ် နောက်ကမရဲ့ဩဇာတက်ရောက်မှုကြောင့်ရောက်ဟာရောင်းဖြစ်သွားတာပါနောက်မှာနှာတန်စကားလုံးတွေပါတယ်အဲ့ဒါလိုပြောင်းတတ်ပါတယ်အထူးသဖြင့်တော့မပါလို့ရှိရင်ပြောင်းအများဆုံးပါအိမ်မဲလို့စလုံးပေါင်းဝင်မဲ့အိမ်မဲလို့အတန်ထွက်တာဟာနောက်ကမရဲ့ဩဇာကြောင့်ပါအောင်မေလို့စလုံးပေါက်ထတာကိုအောင်မေလို့အတန်ထွက်တာဟာလေနောက်ကမရဲ့ဩဇာရက်ခတ်မှုကြောင့်ပါ လီမာဆိုတဲ့ရင်းမြစ်ရှိတဲ့စကလုံးကိုဒီနေ့ခေတ်မှာလိမ်မာလို့အတန်ထွက်နေတာဟာလေနောက်ကမရဲ့ဩဇာပါပဲအဘိဓံဆိုတဲ့စကလုံးကိုအဘိဓံလို့အတန်ထွက်ကြတာဟာလေနောက်ကဓာအောက်ချက်ရဲ့ဩဇာတရားမှုကြောင့်ပါပဲဆရာကြီးရဲ့တခြင်းဟာဆရာကြီးရဲ့အတော်ဆရာကြီးရဲ့ဟာပဆရာကြီးရဲ့အဝဇံကိုကွက်ကွက်ကွင်းကွင်းမြင်အောင်ဖော်ပြနိုင်တဲ့တခြင်းပါ တချင်တပုံလုံးအစကနေအဆုံးထိတော့ထားလိုက်တာဟာအတီပြောတာတခွန်းမှတောင်မပါတော့ပါပဲဒါပေမဲ့ဒီတချင်ကိုဟာသားတချင်လို့လူတွေကသိမထင်ကြပါဘူးဘာကြောင့်များပါလဲဘာကြောင့်လဲဆိုတော့ကျွန်တော်တွေ့ကြည့်တော့စာသားတွေဟာကလစ်တီတီရီတီတီတွေနဲ့ချီဖွဲ့ထားပေမဲ့ဂီတတန်စင်တွေကတော့နုပေညွတ်မေလှပပေတာယာပေဆိုတဲ့တီးလုံးနေနဲ့ချီပဲဖွဲ့ထားတာဖြစ်နေလို့ပါဒါအပြင်ဒီတချင်တွေကဇလန်းလေးဟာတာမန်လက်လုတ်လက်စားရက်ွက်ထဲက လူဒန်းစားနဲ့တပားနဲ့တစ်ထက်သေးဖြစ်နေတဲ့အတွက်နှစ်ပေါင်း90ကျော်60ကျော်ပြီမဲ့အညွန့်တလူလူနဲ့ရှင်သန်အောင်မြင်နေတဲ့အချင်းလေးတစ်ပုတ်အဖြစ်လူတိုင်းထက်ခါထက်ခါနားထောင်နေကြတီးဆူနေကြတာပါဆရာကြီးတွေပြီမဲ့ဆရာကြီးအချင်းလေးဆက်လက်ရှင်သန်နေကြပါ